င်္ဂလာပါရှင်။ဇွန်လ24ရက်အင်္ဂါနေ့အတွက်ရွှေကုန်းရဲ့လှုပ်လှုပ်ရှားရှားရောင်းသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဥစောတင်ဆက်ပေးမှာကတော့တိုက်ကြီးမြို့နယ်စိုက်ပျိုးရေးချမ်းများမှကျွဲကိုပင်များအောင်မြင် ဖြစ်ထွန်းလာကြောင်းတောင်သူများအကြုံမြတ်ရရှိတဲ့သတင်း။ ရန်ကုန်တိုင်းဒေသကြီးတိုက်ကြီးမြို့နယ်ရှိစိုက်ပျိုးရေးခြံများတွင်ကျွဲကောမလကာတပ်မယားများကို တနိုင်တပိုင်းစိုက်ပျိုးခြင်းအပြင်စီးပွားဖြင့်စိုက်ပျိုးလုပ်ကိုင်းကြရာဈေးကွက်ဝဲလိုအားကောင်းပြီးပြည်ပသူတင်ပို့ရောင်းချရာတဲ့ကျွဲကောပင်များအောင်မြင်ဖြစ်တော်လျက်ရှိကြောင်းသိရပါသည်ကျွဲကောပင်ကိုရာသီမရွေးစိုက်ပျိုးနိုင်ပြီးဒေသနှင့်ကန်ကြီးတဲ့ဈေးကွက်ဝင်းမြို့ကောင်မြို့တန်ကျွဲကောမြို့ဖြစ်တဲ့အုံချံပန်းရောင်မျိုးကို စိုက်ပျိုးကြရာ အရေးရွှမ်းပြီးတဘာဝအချို့အရာသာရှိတဲ့အတွက် ်စားသုံးသူများအထူးကြိုက်နေတဲ့ကြားကြောင်းရခိုင်နှစ်တွင်ကြက်ကောတလုံးကိုကြက်3500ဖြင့်ရောင်းချခဲ့ရပြီးယခုနှစ်တွင်ကြက်6000ခန့်ရောင်းချနိုင်ကြောင်းတိုက်ကြီးမြို့မှာထွက်ရှိတဲ့ကြွယ်ကောများဟာအရေးအသွေးကောင်းမွန်တဲ့အတွက်ဒေသရင်းရောင်းချခြင်းသာမကစနစ်တကျထုတ်ပို့ပြီးပြင်ပသူတင်ပို့ရောင်းချရတဲ့အတွက်အကျိုးအမြတ်ရရှိကြောင်းသိရပါဗျ။ တိုက်ကြီးမြို့နယ်စိုက်ပျိုးရေးချမ်းများမှကျွဲကောများအရှိအသေးကောင်းမွန်တဲ့တည်နှံများဖြစ်လာစေရန်မြန်မာနိုင်ငံတည်တည်ဝလန်နှင့်ဟင်တီဟင်ရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း MFPP မှကျွဲကောကန်နာဖွံ့ဖြိုးတိုးတက်ရေးနဲ့ပုတ်ကုံမြစ်တည်ရေးအတွက်ကျွဲကောစိုက်တောင်သူများနဲ့မြို့ကောင်မြို့သားကျွဲကောများစိုက်ပျိုးထုတ်လုပ်နိုင်ရေးအလုံယုံဆွေးနွေးပွဲများဤပညာမျှဝေခြင်းများဆောင်ရွက်ပေးလျက်ရှိတယ်လို့သိရပါတယ်ဒီသတင်းကိုတော့ဝိဟီကပေးပို့ထားပေးဖြစ်ပါရဲ့ရှင် ဆက်လက်တင်ဆက်ပေးမှာကတော့ရန်ကင်းမြို့နယ်မဂ္ဂဇင်း2025ခုနှစ်စာအုပ်မိတ်ဆက်အခမ်းအနားပြုလုပ်တဲ့တဲ့ရန်ကင်းမြို့နယ်မဂ္ဂဇင်း2025ခုနှစ်စာအုပ်မိတ်ဆက်ပွဲကိုဇွန်လ22ရက်နေ့နက်9:00နာရီကရန်ကင်းမြို့နယ်အမှတ်၄ရပ်ကွက်ရန်နိုင်လန်းသွေးခုနှစ်ရှိရန်ကင်းမြို့မှစာကြည့်တယ်မှာပြုလုပ်ရာမြို့နယ်အုပ်ချုပ်ရေးမှူးဦးမင်းမင်းလက်ကအဖွဲ့မှုတီတာစကားပြောကြားပြီးရန်ကင်းမြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌဦးဖေအောင်ဝန်း တင်မောင်ဝင်မောင်မြူပြကရန်ကင်းမြို့နယ်မဂဇင်းသပိုင်းကိုပြောကြားပါရယ်ဆက်လက်ပြီးစာရေးဆရာမကြီးတကျူတင်ကကျေးဇူးတင်စကားပြောကြားခဲ့ပါရယ်အဒီနောက်ရန်ကင်းမြို့နယ်စာရေးဆရာအသင်းအတွင်းမူစာရေးဆရာမမတ်အေးပွင့်ကရန်ကင်းမြို့နယ်မဂဇင်းတွင်ရေးသားခဲ့ကြတဲ့စာရေးဆရာဆရာမများကိုဂုဏ်ပြုလက်ဆောင်များပေးရပါတယ်2025ခုနှစ်ရန်ကင်းမြို့နယ်မဂဇင်းတွင်ကလောင်ရှင်66ဦးတို့ကပါဝင်ရှိသားခဲ့ကြပြီးဒေါခင်တင့်ဝီ အတွင်ရေမှုရှန်ကင်းမြို့နယ်စာရေးဆရာအသင်းဖုန်း399 5139 99 996 4296ကထုတ်ဝေပြီးရှန်ကင်းမြို့နယ်စာရေးဆရာအသင်းဖုန်း939 5066 99 996 4296ကထုတ်ဝေပြီးရှန်အောင်စာပီဖုန်း399 4432 4385တိတို့ကစာအုပ်တုပ်လင်း8000ကျပ်နှုန်းဖြင့်ဖြန့်ချီကြောင်းသိရှိရပါတယ်ရှင်ဒီသတင်းကိုတော့လှလထွေကပေးပို့လာတာပါ ထပ်မံတင်ဆက်ပေးမှာကတော့ခရမ်းမြို့နယ်တွင်ခုခံဟာကြာကုဆက်ယောဂါကာကွယ်ရေးနှင့်တိုက်ဖျက်ရေးအသိပညာပေးဟောပြောတဲ့တဲ့။ ရန်ကုန်တိုင်းဒေသကြီးခရမ်းမြို့နယ်တွင်ခုခံအားကြားကူဆက်ရောဂါကာကွယ်ရေးနှင့်တိုက်ဖျက်အသိပညာပေးဟောပြောပွဲကိုဇွန်လ23ရက်နေ့နေ့တိုင်းကကျမ်းမာရေးဦးစီးဌာနအစီအဝေးခံမာရင်းပြုလုပ်ရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များဌာနဆိုင်ရာများမြို့နယ်မိခင်နှင့်ကလေးအသင်းမြို့နယ်ချက်ချင်းဤတပ်ဖွဲ့ဝင်များမိသက်တပ်ဖွဲ့ဝင်များနှင့်ကျမ်းမာရေးဝန်ထမ်းများတရုတ်ကြကြောင်းသိရပါသည်။ဟောပြောပွဲတွင်မြို့နယ်ကျမ်းမာရေးမှူးဒေါက်တာခင်မောင်ရင်က HIV နှင့်ကာလာသာရောဂါအကြော ောင်းမြို့နယ်သူနာပြူဆရာမဒေါ်နှင်းဖြူကကိုဝင်ဆောင်တဲ့ HIV အကြောင်းများကိုဟောပြောကြတယ်လို့သိရပါဗျ။ဒီသတင်းကိုတော့နှင်းနှင်းကပေးပို့ထားပဲဖြစ်ပါရဲ့ရှင်။ ။နောက်ထပ်တင်ဆက်ပေးမှာကတော့ယခုတစ်ပတ်အတွင်းရောင်းချရမယ့်စောင်းစီအခြေခံလက္ခဏာညွန်စင်းုံအနှဲငယ်ထပ်မံကြဆင်းနေတဲ့တွင်ယခုတစ်ပတ်တာကာလဖြစ်တဲ့ဇွန်လ23ရက်မှ29ရက်တွင်ရောင်းချမယ့်စောင်းစီရန်ကုန်ထိုင်းစီအခြေခံလက္ခဏာညွန်စင်းုံမှာတပိတ်တာလင်း6080ကျပ်ဖြစ်ကြောင်းစားသုံးစီတင်သွင်းသူလောင်ဖြန့်ပြခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကအသိပေးထုတ်ပြန်ထားပါတယ်။စောင်းစီအဓိကထုတ်လုပ်တင်ပို့တဲ့ အင်ဒိုနီးရှားနဲ့မလေးရှားနိုင်ငံတို့မှာမြန်မာနိုင်ငံသူ CIF စနစ်အရတင်သွင်းနေတဲ့စောင်းစီတန်းစီတို့မှာ2025ခုနှစ်ဇန်နဝါရီလမှစတိုက်ကြဆင်းလာခဲ့သလိုပြီးခဲ့တဲ့တပတ်တာကာလအတွင်းရောင်းချခဲ့တဲ့ညီညွတ်စီတို့မှာတပိတ်တာလင်းငွေကျပ်6130ကျပ်ဖြစ်ပေါ်ခဲ့တာကြောင့်ယခုတပတ်တွင်30ကျပ်မြောက်ကျဆင်းခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ရန်ကုန်တိုင်းအတွင်းစောင်းစီများကိုဖုန်းဆက်မှာယူနိုင်တယ်လို့သိရပြီးတော့မြန်မာနိုင်ငံစီကုံတဲ့နှစ်စီလုံးကန်းရှင်များအသင်း Facebook page တွင် ခရိုင်နယ်မြို့နယ်အလိုက်မှာယူနိုင်မဲ့ဖုန်းနံပါတ်များကိုဖော်ပြထားသလိုဖုန်း39 0939566 39 001 39 3022 39 0939606222တို့ကိုလည်းဆက်သွယ်မှာယူနိုင်ကြောင်းသိရှိရပါတယ်ရှင်။ ပြည်သူများရှင်ကျမတို့ရှင်ကိုမီဒီယာကနေရန်ကုန်တိုင်းဒေသကြီးတွင်မှဖြစ်ပေါ်နေတဲ့သတင်းဖြစ်စဉ်များကိုအချိန်နဲ့တပြေးညီသိရှိနိုင်ရန်ထုတ်လင့်တင်ဆက်ပေးလျက်ရှိပါတယ်။ကြည့်ရှုပေးခဲ့ကြတဲ့ပြည်သူများကိုကျေးဇူးတူးတင်ရှိပါတယ်ရှင်။